ပရိသတ်များအားလုံးကိုကျမတို့ရဲ့ New Audio Book Channel လေးကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ပရိသတ်ကြီးတို့နားဆင်မှုအတွက်စာရေးသူပီပီမန်တလေးရေးသားထားတဲ့လင်ငယ်နဲ့ပေါက်ပြန်တဲ့မယားအားအခဲမကြီးတဲ့တဆေးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါရစေ။ဇာတ်လမ်းလေးမစားခင်မှာတော့ကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးဘေးနာ Notification လောင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါရစေ။ဒါဆိုရင်တော့ပရိသတ်ကြီးရှင့်ဇာတ်လမ်းလေးကိုစတင်ပေးလိုက်ပါပြီ။ အသက်45နှစ်အရွယ်ဦးတိုးမောင်ကလေကားအတန်း၌အသက်ကိုမှန်မှန်ရှူသွင်းနေရပါတယ်။သူ့ရဲ့ရှင်ကဖားဖို့တစ်ခုပမာမိုးလိုက်ဖောင်းလိုက်နဲ့အတက်ကြမြန်ဆန်လွန်နေတယ်။အဆုတ်ရောဂါအခံရှိတဲ့ဦးတိုးမောင်ကစိတ်ပင်ပန်းမှုတန်းကြောင့်ရှင်ရင်းဆွဲအရွယ်ထက်အိုးစားလွန်နေတယ်။ခါတိုင်းတက်နေကြလေကားတင်များကယခုအခါတွင်သူ့အတွက်ပို၍များနေသလားအောင်မေမိတယ်။လေကားတင်များကိုတက်လန်းနေတဲ့ခြေထောက်များကလေးလံလွန်နေပါတယ်။အပေါ်တက်ကိုရောက်နိုင်ခဲလာတယ် တကူတယောက်ရဲ့ခြေလမ်းပမာအင်ရှင်ဖြစ်နေတဲ့ဦးတိုးမောင်ကလေကားတစ်တိုင်းကိုသတိကြီးစွာနဲ့နင်းနေပါတယ်။ထိုအချိန်ဝယ်အတန်တက်တဲ့လေးတစ်ခုထွက်ပေါ်လာမှာဟုပင်သူအမှန်တကယ်ပဲစိုးရွံ့မိတယ်။သူပါဟုစိုးရွံ့နေပါသနီးဦးတိုးမောင်အပေါ်တက်ကိုရောက်ပြီးသူ့ရင်နဲ့တထိတ်ထိတ်နဲ့ပိုးရိပ်အခုံမြန်လွန်းနေ။သူကကြုံတွေ့လာရမယ့်သူ့ရဲ့ပကတိအမှန်တရားကိုချက်ချင်းလက်ခံနိုင်မှမလားလို့လဲစိုးရိမ်ပူပန်နေမိပြန်တယ်။ချမ်းမြေနဲ့ထီထွေးမိတဲ့သူ့ရဲ့ခြေဘဝအစုံကအေးဆက်လွန်းနေတဲ့အောင်ရောင် အာကောင်ကသိလှရှာမှုကြောင့်ခြောက်ကက်လာတယ်။သူတွေအချို့မျိုးချမိလေသလားမပြောတဲ့ဦးတွမောင်ရဲ့ခြေလမ်းများကအခန်းတကားဝါးစီတန်တရများစွာကိုပြေးပိုက်ကတဖြည်းဖြည်းချင်းတိုးကပ်သွားနေတယ်။တကားဝါးရောက်တဲ့အခါသူတကားကိုမဖွင့်သေးပဲမမကြီးရန်နေမိပြန်တယ်။ဖွင့်ရကောင်းနူးနူးမဖွင့်မဲနေရနူးနူးချီတုံချတုံဖြစ်နေရှာတယ်။ငါတကားကိုဖွင့်လိုက်ရကောင်းမလား။ဒါမှမဟုတ်ဒီလိုနဲ့ပဲငါလှည့်ပြန်သွားရမလား။ ်ခြေထုံချတုံဖြစ်နေတဲ့သူ့ရဲ့ဒွေယာစိတ်ကအခန်းတကားဝအရှိတွင်တွေ့တွေ့ဤရက်တက်နေစီပြန်တယ်။သူနဲ့ဥတိုးမောင်ကတကားကိုနားနဲ့ကဲ၍နားထောင်လိုက်ပြန်တယ်။အခန်းထဲမှာအတန်တခုခုများကြားလီမလားဆိုတဲ့သိချင်းစိတ်တစ်ခုနဲ့မတင်ကားပွဲရာအတန်တခုကိုကြားရပါကသူ့ချက်ချင်းတကားကိုဆွဲဖွင့်လိုက်မယ်ဖြစ်တယ်။သို့တော့အခန်းတွင်းမှာငြိမ်သက်တိတ်ဆိတ်နေပြန်တယ်။ဘာသာမှမကြားရထိုးကြဥတိုးမောင်ခင်များဝမ်းသာမလို့လို့ ဦးတိုးမောင်ကအမွေးအမြင်များထူထပ်တဲ့သူ့ရဲ့လက်နဲ့တကားလက်ပူကိုကင်ကပါဇက်ကနေလှုပ်ကနေမနှင်းစီရေခိုးကြီးပြန်လာပြီးကြွဲဟုပြောထွက်လူနေနေဖြစ်သွားတယ်။သို့တော့သူ့ရဲ့နားထဲတွင်အမားကြီးမမျှရင်ရဲ့အစကားများကိုပြန်လဲကြားရောင်ကလက်သီးနှစ်ဖက်ကသူ့အလိုလိုတင်းတင်းဆုံးမိသွားတယ်။နေရနွားဟဲ့တိုးမောင်ရဲ့ကို့ဘာသာခေါင်းပေါ်စမ်းကြည့်ပါဦးတော့လား။ခေါင်းပေါ်ဂျိုထွက်လာပြီလားလို့။ပဆောင်ကသွားများအတန်ထွက်လာမတဲ့ခက်တေးတေးကြိတ်မိသွားတယ်။ ေါသကြောင့်မေကျော်ကြီးများလည်းထောင်ထလာကြတယ်။နင်းသာဖင်ကျွတ်တအောင်စီးပွားရေးကိုကျွဲလို့နွားလို့ရုံးကန်နေတိရလား။နင့်မယအလိမ္မာတုန်းကလှေကြီးပေါ်လှေငယ်စင့်နေတာတရွာလုံးမှာဟိုးလေးကြော်နေပြီးနွားရဲ့နင့်အစာငါရှင်နာတယ်ဟဲ့ရှင်နာတယ်တိုးမောင်ရဲ့ဦးထိုးမောင်နားတဲ့တန်ရီပူတွေကြော်ရီပူတွေလောင်းချခံရသလိုနှာချင်းခံရခတ်ပါတယ်။ဆက်ပြောလာတဲ့အမအကြီးရဲ့စကားများကိုဦးထိုးမောင်မယုံကြမှာအမှန်တရားကိုသူလက်သက်မခံလို့အစကတည်းကနင့်ကိုငါပြောခဲ့တာ အရွယ်ကွာလုံးနဲ့မယူပါနဲ့လို့အဲ့တော့ကနေ့မျက်လုံးတွေကတဏှာရာကပဲဖုံးနေတာမဟုတ်လားငါ့စကားငါ့အတန်တွေကိုဖယ်နှောင်းဝင်မှမလဲဟိုကောင်မရဲ့ချွဲပြပြအတန်နဲ့အလှအပမှာနေရှင်မူးနေခဲ့တယ်။ตายာနေခဲ့တယ်လေ။အဲ့ဒီကောင်မကနေ့လိုအသက်ထောက်ဝက်လောက်ကြီးတဲ့ဦးလေးအရွယ်ကိုဖြစ်စည်းဥစ္စာမဲ့လို့မြှူဆွဲနေတော့နေမမြင်နိုင်ခဲ့ဘူး။အခုတော့ကောင်းရောနေ့ကောင်မသူ့ငယ်ချစ်ဖိုးမောင်နဲ့နေ့ွယ်ရမှာပလူးနေတာနေသာမသိတာတရွာလုံးကတိတယ်နွားကြီးရဲ့ ဦးတိုးမောင်တခုမှခွန်တုံတင်ပြန်မပြောနိုင်ခဲ့သူလဲဒီတရင်ကိုကြားတင်တလောက်ကြားခဲ့ပြီးပြီရှိမိတန်တလောက်တော့ရှိမိနေခဲ့တယ်ဒါပေမဲ့မင်းအားအချောလေးကိုစစ်တဲစိတ်နဲ့ယုံကြည်ပေးခဲ့တယ်ကြားစကားတွေအပေါ်သူ့ရဲ့တန်တရားကိုတတ်နိုင်တလောက်ဖြေဖြောက်နေခဲ့တယ်ဦးတိုးမောင်ကအမတ်တရားကိုလက်မခံလို့သူတကယ်ပဲနွားပြစ်နေပြီလားသူနဲ့မန်နင်းစီအိမ်တော်မကြခင်ကမန်နင်းစီနဲ့ဖိုးမောင်အကြောင်းတွေကိုသူသိထားခဲ့တာပဲ မင်းလေးစီကိုလက်ထပ်ခွင့်တောင်းစဉ်ရထိုကိစ္စကိုပြက်ပြက်သားသားသိရသူမေးခဲ့သေးတယ်။အကိုကြီးမင်းလေးစီကိုလက်ထပ်ခြင်းနဲ့တာမမက်မယားမမက်တေတပန်တတ်တဆုံးပေါင်းသိမ်းပါမယ်လို့ကတိပေးပါတယ်။မင်းလေးစီလေးဘက်ကသာဖိုးမောင်နဲ့ဘလို့ဆက်ဆံမှုမျိုးရှိသေးလဲဆိုတာအကိုကြီးကိုပွင့်ပွင့်လင်းလင်းပြောပါ။တကယ်လို့ဖိုးမောင်နဲ့ချစ်သူတွေဖြစ်နေတယ်ဆိုရင်အကိုကြီးနောက်ဆုတ်ပေးပါမယ်ကွယ်။အဲ့ဒီတော့ကဖိုးမောင်နဲ့ဤစားဘဝပြည့်စဲခဲ့တာကြပါပြီဟုမင်းလေးစီရဲ့ပါဇက်ကအတီလင်းပြောထားခဲ့ပြီးသားမဟုတ်လား။ ိုးနှင်းစီနဲ့သူပြက်တာကြပြီအခုချိန်မှာအဲ့ဒီအကောင်ကြောင့်မပြောစမ်းပါနဲ့နားချက်တရေရုပ်လွန်းလို့မှာအဲ့ဒီကောင်ကယောက်ျားပီသားတဲ့ကောင်မဟုတ်ဘူးမိမတွေစီကခြူစားမြူစားတဲ့ကောင်မနှင်းစီဒီလဲသူမရဲ့ဤစားဟောင်းဖိုးမောင်ကိုခါခါတီးတီးမုန်တီးရွှန်ရှာနေတဲ့အကြောင်းများပြောခဲ့တယ်။ဥတိုးမောင်လည်းမနှင်းစီစကားကိုယုံကြည်ခဲ့မိတယ်။အကူကြီးကျမကိုတကယ်ချစ်မြတ်လို့ရင်ကျမအမေစီမှာမိသားဖသားပြီးပြီးလာတောင်းရမ်းလှဲ့ပါအမေတဘောကကျမတဘောပါပဲ။ ။ဦးတွုံးမောင်လိုလူကိုမှန်နေစီရဲ့အမေကလည်းငင်းမမလား။အသက်ရွယ်กว่าတာတခုသာပြောစရာရှိတာ။ရွာမှာဦးတွုံးမောင်ရဲ့ငွေနဲ့ကင်းတဲ့သူကခက်ရှားရှား။မှန်နေစီရဲ့အမေတော်ဦးတွုံးမောင်စီမှာလဲပေါင်းထားသေးတယ်။ဦးတွုံးမောင်လိုလူကိုငင်းစရာမရှိ။အများဆုံးကလက်ထက်ပွဲကိုစီစဉ်မှာတော့ဟုအဖြစ်ပေးလိုက်တယ်။အဲ့ဒီလုံကတညင်းကုန်းရွာမှာဦးတွုံးမောင်နဲ့မှန်နေစီတို့ရဲ့မင်္ဂလာပွဲကချိတ်ချိတ်တဲကျင်းပခဲ့ကြတယ်။အခမ်းအနားဆုံးမင်္ဂလာပွဲဟုပြောစမှတ်တွင်ခဲ့တယ်။ လူအများကတော့မန်းနင်းစီရဲ့ငယ်ချစ်ဖိုးမောင်တယောက်အသေးကွဲနေလိမ့်မယ်လို့ထင်ခဲ့ကြတယ်။လူတွေထင်သလိုမဟုတ်ခဲ့ပါ။မင်္ဂလာပွဲကြီးချင်းချိတ်တဲ့ကျင်းပနေချင်းဖိုးမောင်တယောက်ကထန်းတော်မှာတငယ်ချင်းတွေနဲ့အေးလူလူတောက်စားနေပါတယ်။ဖိုးမောင်တယောက်ရွာလဲမင်္ဂလာမန်းတမပြန်လွင်လာတဲ့မင်္ဂလာဒေသန်သားကိုသူ့ရဲ့မိမွေများတဆိုင်စိတ်ပုတ်တရင်ခက်ပြုံးပြုံးနားထောင်နေခဲ့တယ်။သူ့အပြုံးကိုတော့ဘာကြောင့်မှလဲဆိုတာလူတွေလွယ်လင်းတကူနဲ့နားလည်နိုင်ကြမယ်မဟုတ် ။ဖိုးမောင်လိုလူပေါ်ကျော်ကစားလို့ွားတဲ့ကြောင်မားတကောင်လိုစီးစိမ်ရှိနေခဲ့တာလူတွေမသိခဲ့ကြဘူးမဟုတ်လား။နောက်ပြီးတော့ဖိုးမောင်ရဲ့စိတ်ထဲမှာမင်းင်းစီဆိုတဲ့မိမကသူ့အိတ်ထဲကဖားတဲ့ငယ်လိုဘဲချင်ရိုက်တက်တက်ရရဲဆိုတဲ့သဘောနဲ့ခက်ပြုံးပြုံးရှိနေခဲ့တယ်။တကယ်လဲဦးတိုးမောင်နဲ့မင်းင်းစီလက်ထပ်ပြီးတနေ့ခန့်အကြာမှာတော့မင်းင်းစီကငယ်ချစ်ဖိုးမောင်နဲ့ပြန်ဆက်သွယ်နေတယ်ဟုရွာထဲမှာသတင်းပြန်လာတယ်။ဖိုးမောင်ရဲ့ကောက်ကျစ်တဲ့အပြုံးကိုလူတွေနားလဲသွားကြပြီ။ ။ဦးတို့မောင်ကတော့မယားချောလေးအတွက်စီးပွားရှာကောင်းစေ။ပဲတွေနှမ်းတွေမြို့ကိုညှအိတ်သွားပြီးရောင်းနေ။ကြောင်မရှိကြွက်ထားတဲ့ဦးတို့မောင်မြို့ကိုညှအိတ်သွားတဲ့အချိန်မန်နင်းစီကလိုရာတက်ဖို့အလှပြင်တက်လာခဲ့တယ်။ပိုးဖလံမျိုးမို့မိကိုတိုးလေပြီဟုဆိုရလိမ့်မယ်။နွားဦးတို့မောင်ကတော့မြို့ဝကုံနေတဲ့ကရွာမှာပြန်ရောင်းနေ။မယားချောအတွက်လက်ဆောင်အမျိုးမျိုးကိုမမေ့မလျော့ဝယ်လာတတ်တယ်။ဥတုမောင်ကတုံးစံအတိုင်းရွှေတွေကြောက်တဲ့စားတဲ့ရတနာပစ္စည်းတွေ လေရီယာရီစတဲ့မရွှေပြောင်းနိုင်တဲ့ပစ္စည်းတွေအပေါင်းခံနေလူတွေအပေါ်ခုတ်သွေးဆုပ်ကောင်းနေတော့မရသောနဲ့ជីပွားတဲ့ជីပွားအောင်စီးပွားရေးကိုစောင့်ချလုပ်ကိုင်နေ၍အတင်းအပြင်းစကားတို့၌နားမယောင်ခဲ့အချိန်တန်ရင်မဟုတ်တဲ့နေရရက်သွားလိမ့်မယ်ဟုသာတွေးထားခဲ့တယ်မဟုတ်လားဥတိုးပေါင်ကဇနီးမယားလေးအပေါ်ယုံကြည်ခဲ့တာသိကြတယ်ထို့ကြောင့်အတင်းပြင်းစကားဆိုတာအချိန်တန်ရင်ရက်သွားလိမ့်မယ်ဟုသူထင်မိခဲ့တယ်သို့တော်ဒီတရင်ကတပတ်လေးရက်မသွား နှစ်ပတ်လည်းရက်တက်မသွားခဲ့လူတွေကြားမှာရှေးပန်းစားနေခဲ့တယ်။ပန်းတရင်ကိုလေညင်းဆောင်တဲ့အဲ့ဒါလိုပဲလူတရင်ကိုလူချင်းဆောင်လေတော့မင်းစီရဲ့တရင်ကတရွာလုံးကိုဟိုးကြော်ပြီးခုချိန်ဥတိုးမောင်ကိုတူတုံစင်းအမာရင်ဖြစ်သူအမာကြီးမမရင်ကိုတိုင်ကခေါ်ယူအတိပေးလေတော့သူဒီကိစ္စကိုဟုံမဟုတ်စမ်းသက်အပြေရှာရဆုံးဖြတ်ခဲ့ရတော့တယ်။မင်းစီရဲ့အကိုကြီးမျိုးကိုညာအိတ်သွားရအောင်ပဲကွ။အဲ့ခါတိုင်းလိုပဲမင်းစီရဲ့အမေကိုညာဘက်ခေါ်ပြီးပေါ့ မင်းလေးစီကမူနွဲ့နေနဲ့ဟွန်းအကိုကြီးကလည်းပြီးခဲ့တဲ့၃ရက်ကပဲမြို့ဝပြန်လာတာအခုတခါမြို့ကိုသွားရအောင်ပဲဆိုတော့ရိုးရိုးရွေလာနော်မြို့မှာများမိမချော့ချော့လေးတယောက်ထက်ရနေလားဒီစကားကြားရတော့ဥတိုးပေါင်လဲနှပြာကြီးအောက်သွားမရှိသလိုတက်ဟီးဟီးနဲ့သဘောကြကားအိုကွယ်ပေးဖို့နှမ်းဖို့လေးရောက်ဖို့ရှိလို့ပါအကိုကြီးမှမှန်နေစီလေးကလွှဲနောက်ထပ်ချစ်ရမယ့်မိမမရှိပါဘူးကွယ်ဖះဆူရစီရဲ့ မြို့ကိုပဲဝုန်းကြီးသွားတောင်းရင်တညာအိတ်ခရီးထွက်မယ်ဟုမန်နင်းစီရအကြောင်းပြကဥတုံးမောင်နေ့လေကလေးကကျွာမထွက်လာခဲ့ခြင်းဖြစ်တဲ့စီစဉ်ထားတဲ့အတိုင်းညာရှင်းနာရီလောက်ကြတော့မှဥတုံးမောင်ကအိမ်ကိုတိတ်တဆိတ်ပြန်လာကြောင်းချင်းဖြစ်တဲ့ဥတုံးမောင်အိမ်ထဲကိုတိတ်တဆိတ်ဝင်ခဲ့တယ်။သူ့အိမ်ကတိတ်ဆိတ်နေတယ်။ခါတိုင်းဆိုဒီချိန်ကသူတို့လင်မယား TV ကြည့်နေကြတော့ပေါ့။သူစိတ်အထင်ကမန်နင်းစီကသူမရှိတာကြောင့် TV မဖွင့်ကြည့်ပဲစောစောအိမ်ရောက်ဝင်တယ်ဟုရှော့ပေါ့တွေးလိုက်မိတယ် စိတ်ကိုအတတ်နိုင်ဆုံးဖြော့တွေးပြီးဦးတို့မောင်ကအခန်းတကောက်အသားအရာလှည့်ဖွင့်နေအခန်းထဲ၌မိမထွန်းထားသို့တော်ခေါင်းရင်းရပရင်ပေါင်းမှလာရောင်က အခန်းထဲကိုကောင်းစွာလင်းနေတယ်။သူတို့လေမယားအိတ်ဆက်တဲ့နှစ်ယောက်အိတ်ကလေးမောကိုသူကြည့်၍ကြက်သေးသေးသွားတယ်။သူ့ရဲ့ခေါင်းကိုမိုးချိုးအတောင်းလိုက်ပြစ်ချလိုက်လေသလားမသိနိုင်။ခေါင်းနှစ်ပန်းကြီးကတကိုယ်လုံးထူပူစွာ တုံတုံရင်ဖြစ်သွားရှာတယ်။ဒေါသအချက်ချင်းထွက်သွားတယ်။အချစ်ကြီးတော့အမျက်ကြီးပြီပေါ့။ခွေးမ သူ့ထံမှထိုအတန်ကတိတ်ဆိတ်တဲ့အခန်းထဲ၌ကျေလောင်စွာထွက်ပေါ်လာတယ်။အိယာပေါ်မှာအဝေစားဖယူဖယဲနဲ့တဝူးကိုတဝူးဖက်အိနေကြတဲ့လူသားနှစ်ဦးကသူ့အတန်ကြောင့်လန်နိုးလာကြတယ်။သူ့မယားကျော်သစ္စာပြတ်မှမင်းစီနဲ့ဂျာကူလီကောင်ဖိုးမောင်မင်းဖြစ်နေကြတယ်။နင်းစီနင်းနင်းခွေးခွေးသူ့ကိုမြင်လိုက်ရတော့မင်းစီနဲ့မယားကိုဂျာကူလီဖိုးမောင်တို့ကအိယာပေါ်မှာပြတလူခတ်ထားလာကြတယ်။မင်းစီကကြောက်လန့်တကြားနဲ့အကိုကြီးကျမကျမရှင်ပြ တော်စံပပင်းတိုးနေရတော့နင်ကဘာတွေလိစေအောင်မလဲမဟောက်မရဲ့မဟုတ်ပါဘူးအကိုကြီးဦးတိုးမောင်ကဒေါသကြောင့်စိတ်တွေအရင်လှုပ်ရှားနေတယ်လို့ရှင်ဘက်တွေလည်းအောင်နေတယ်ရှင်နာလွန်းလာတယ်သူဒီလောက်ပင်ပင်မမန်းရှောက်ပွေကျွေးဝေးထားတာကိုမထောက်သစ္စာဖောက်ရတဲ့သူ့ကိုယ်သူမယုံနိုင်ဖြစ်နေရှာတယ်ရှက်ချင်းကြောက်လန့်ချင်းယူကျုံမရချင်းစိတ်ခံစားမှုမျိုးစုံကြောင့်ရင်နေရတဒိတ်ဒိတ်နဲ့အခုံမြန်လာတယ်ကြည့်ပါဦးယောက်ျားရောမိန်းမပါ အရှက်မရှိလိုက်လေချင်း သူများမယားကိုကြာကူလီရိုက်တဲ့အကောင်ကိုလည်းကြည့်哦ဖုံးမောင်ကငယ်ရွယ်နုပြိုသူမို့အဝိပလာနဲ့ရင်အုပ်ထွားထွားပေါ်မှာရမတ်ကျွေးတွေမချောက်သေးလာရောက်အောက်ကစိန်ပွင့်များအလားတလက်လက်တောက်ပါနေတယ်သူ့လိုလူကိုကြီးနေတော့ကွာပါဟုခက်ရွက်ရွက်လေးတွေးလိုက်ပြီးတော့ဦးကောင်ကမိုက်ကနေတစ်ချက်ဖြစ်ကသူ့ရဲ့ခန္ဓာကိုယ်ကမမတ်ရက်ဒီနိုင်ရန်ခဲရင်လွန်လာတယ်ဒီမိမောက်ငါဘာလို့ယုံကြည်ပြီးလက်ထပ်မိခဲ့တာပါလဲဦးတို့မောင်အသက်ရှူကကြက်လာတယ် အချက်တရားကြောင့်ဖြစ်ပေါ်လာတဲ့ဒေါသကမျက်စီများကိုပြောင်းဝေလာစေတယ်။ဥတို့မောင်ကမိဝဝဲတောင်းနေတဲ့ဒေါသမျက်လုံးအစုံနဲ့မန်းနှင်းစရာကြည့်ရင်လက်ညှိုးငေါငေါအထိုးကနင်းနင်းလှုပ်ရလိုက်တာဟာထိုစကားကိုသူနောက်ဆုံးအနေနဲ့အတန်ထွက်ပြောမိလေသလားဟုပဲမသိနိုင်တော့အစာကောင်းမှအနောင်သေးချာတဲ့ဥတို့မောင်ဆုံးပြတ်လိုက်ပြီလေ။ငါ့အိုမြန်းနူးကြိုင်းမိခဲလို့အစာမကောင်းခဲ့တဲ့သူတို့ရဲ့အိမ်တော်ရေးကိုဒီနေရာမှာရင်တည်တည်ကြကြအဆုံးသတ်လိုက်တော့မယ်။သူကလက်နဲ့ကားကြောင်ကိုဆန်းလိုက်တယ် လက်ကင်ရိုးတစ်ခုကိုခက်တင်းတင်းဆုပ်ကိုင်းမိတယ်။ဒင်းတို့သစ္စာပေါင်းနှစ်ယောက်ကိုငါကိုယ်တိုင်တက်မယ်။ပြီးရင်ငါကိုယ်ကအစုံစီရင် လိုက်တော့မယ်ဆိုတဲ့စိတ်ကူးနဲ့သူ့အားကြောပေး၍ဘောင်းမီရှေကိုပြန်ဝင်နေတဲ့ဖိုးမောင်ရဲ့ချွေးပြန်နေတဲ့ကြောပြန်ကြီးကိုကြည့်ပြီးဒေါသကအလေးလိုက်ထွက်လာပြန်တယ်။ဓားကင်လက်ကသူ့ရဲ့ဆုံးဖြတ်ချက်ကိုပို၍ခိုင်မာသွားစေခဲ့တယ်။အသင်းယူလာတဲ့ခါကြားဓာမြောင်ကိုဆွဲထုတ်ယူလိုက်တယ်။ပြီးနောက်ဘောင်းမမမြင်တော့ဖိုးမောင်ကိုနောက်ကနေဓာမြောင်နဲ့ထိုးချလိုက်တယ်။အာ ပြီးတော့အချက်ပေါင်းများစွာဖိုးမောင်ရဲ့အော်တန်လေးတွေးပြက်ခြောက်ကြားစွာအော်ဟစ်နေတဲ့မန်နေစီရဲ့ဓာမြင့်တန်းအမလီမလုပ်ပါနဲ့အကိုကြီးမလုပ်ပါနဲ့အခန်းထဲတွင်ဓာနဲ့ထိုးတန်းနာကျင်စွာအော်ဟစ်တန်းကုပါခဲ့ပါတဆာဆာနဲ့စူညံသွားတယ်။ဦးတွမောင်ကမယားကိုဖိုးမောင်ကိုဘဏ္ဍကျိန်ဘဏ္ဍကာဓာနဲ့ထိုးနေမိလဲမသိတော့တဆေပူကန့်နေသူလိုမိဝင်ဝဲတောက်နေတဲ့မျက်လုံးများနဲ့ဖိုးမောင်ကိုထိုးတက်နေလိုက်တယ် သူတတိဝင်လာတော့ကြံငင်းတစ်ခုလုံးမှာဖိုးမောင်ရဲ့အသွေးများမြင်မကောင်းလောက်အောင်ဆိုးရွှဲပြန့်ကျဲနေတယ်။ဖိုးမောင်ကိုနိုင်ဓာတ်ဆိုင်ဝင်နေတယ်။သူဓာတ်ကင်လက်ကိုလှုပ်၍မတက်ထားရင်လိုက်တယ်။ဒါကဖိုးမောင်ကိုနိုင်တန်လန်းကြံရိတ်ခဲတယ်။ပြီးနောက်မန်နင်းစီရှိရာဘက်ကိုလှဲလိုက်တယ်။သူရဲ့ကျဉ်ကြံနေတဲ့အမျက်ဒေါသမီးကိုလက်စတဲ့ရင်ဥတော်မောင်ကရင်ထိတ်ကိုစူးရဲစွာကြီးလိုက်တယ်။မန်နင်းစီကသူ့အားဘလူးတပတ်တကောင်ကိုမြင်လိုက်ရတဲ့အလားကြောင်ရုံတော်လုံးနေရှာတယ်။ဥတော်မောင်ကတနာမီလား ဟားတိုက်လောင်ရီရမည်လားမသိတော့မှန်နှင်းစီကကြောင်ရွံ့နေရှာတယ်။ဂရေကောင်းရင်ကိုအတင်းတုတ်ကကလက်အုပ်ကြည့်လျက်အကိုကြီးအကိုကြီးနှင်းစီကိုမတတ်ပါနဲ့နော်။နှင်းစီမှားမိပါတယ်။နှင်းစီအကိုကြီးကိုတောင်းပန်ပါတယ်။ရှီကြီးခိုးပါရဲ့ရှင်။နှင်းစီကိုမတတ်ပါနဲ့။ဦးတို့မောင်ကနှင်းစီအားနှင်းစီလို့မမြင်တော့သူ့ဘော်နှိမ့်ဆက်ကလူပြုခဲ့တဲ့ရန်သူဟောင်းတယောက်လို့မြင်နေမိတယ်။ယခုချိန်တွင်သူ့ရဲ့စိတ်ဝဲဘလူးတရဲဝင်စည်းနေတယ်လို့တတ်ကျင်ပြတ်ကျင်စိတ်တွေကကြီးစိုးလို့နေပါတယ်။အမွေးမြင်များထူထပ်စွာပေါက်နေတဲ့ သူ့ရဲ့လန်ဒန်ဘက်ကိုစံတန်း၍ခရင်အနီးသို့တိုးကပ်လာခဲ့တယ်။မန်နင်းစီကကြောင်ရွထိန်လန်းစာတောင်းပန်နေတယ်။ထို့ပေမဲ့ဥတိုးမောင်ရဲ့လန်ဒန်ဘက်က မန်နင်းစီရဲ့လဲတိုင်းဖြူဖြူလေးစီတို့ရောက်ရှိလာပြီးတင်းကျပ်စွာ ဖြင်းညှင့်လေတယ်။အချစ်ကြီးတော့အမျက်ကြီးတယ်ဆိုကြတယ်မဟုတ်လား။မလုပ်ပါနဲ့ရှင်။မလုပ်ပါနဲ့။အာအာတပြေးပြေးတင်းကျပ်လာတဲ့အမွေးထူတဲ့လန်ဒန်ဘက်ကြားတွင်မန်နင်းစီကအသက်ရှူရခက်ခဲလာတယ်။မျက်လုံးတွေပြူးကျယ်လာတယ် အောက်ဆီဂျင်ပြတ်တောက်လူလူဖြစ်လာတာကြောင့်မျက်လုံးကသေကျော်လေးများပင်ပေါက်ထွက်မတက်နေရလာကြတယ်။ထို့ချိန်တွင်လှေကားမှလူအများပြေးတက်လာတဲ့အတန်ကိုကြားလိုက်ရတယ်။တထုံထုံတဝုံဝုံနဲ့ပြေးတက်လာတဲ့အတန်များကြောင့်လူအများရောက်လာကြဟန်တူတယ်။ဟဲ့လူကိုတို့မောင်မလုံနဲ့ရက်လိုက်မလုံနဲ့လူကြီးအချို့ပြေးဝင်လာကြတယ်။ဦးတို့မောင်အာဝိုင်း၍စိတ်ငင်ကြတယ်။မင်းနှင်းစီတယောက်ကံကောင်းထောက်မှစွာအသက်ဘေးမှအတီတီလေးလွတ်သွားရှာတယ်။လေဘေးကိုညှစ်တဲ့တံကြောင့်မင်းနှင်းစီလည်းတတိလွတ်ပြီး မိမျောသွားတယ်။ရွာလူကြီးနဲ့အပွဲကဥတိုးမောင်ကိုထိမ့်သိမ့်လိုက်နိုင်ကြတယ်။ဒို့ပေမဲ့ဖိုးမောင်ရဲ့အသက်ကိုတော့မကယ်တင်လိုက်နိုင်ကြ။လှေကြီးပေါ်လှေငယ်ဆင့်ကျင်တဲ့မိမားဆိုတော့မန်နင်းကြီးကတရွာလုံးရဲ့ပြစ်တင်ကဲရဲမှုကိုခံရလိမ့်ပြီ။ခေါင်းတစ်လုံးနဲ့အိုးနှလုံးရွက်ကျင်တဲ့မိမဒင်းအိုများတစ်ခါလေးတက်သွားမှာ။ဟုတ်ပါအေးဒီလိုကောင်းမှမျိုးငါတို့ရွာမှာရှိနေတာရွာနာတယ်ဟဲ့။ရွာကပြောကုန်ကြပြီလေ။လင်ငယ်ကတည်းလင်ကြီးကထောင်ကြမင်းကြီးတယောက်ဟာရွာမှာခေါင်းမဖော်ဝန်တော့ အရှက်နေလာတဲ့အိမ်တော်ရေးဖောက်ပြန်သူမိန်းမတယောက်ကသူများတရွေးကွာမှာပက်လက်မျောရတာနဲတော်နေသေးတယ်လို့ဆိုရမလားပဲသူလိုမှလို့ဥတိုးမောင်လဲလူတတ်မှုနဲ့တရားရင်ဆိုင်နေရပြီဥတိုးမောင်လူမြောက်ဖိုးဆိုတာမန်နင်းစီရဲ့ထွက်ဆိုချက်အပေါ်အများကြီးမူတည်တယ်ဥတိုးမောင်ရဲ့အမကြီးကသူ့မောင်အတွက်အကောင်းဆုံးရှင်နေကိုငှားရမ်းပေးခဲ့ပါတယ်ထိုရှင်နေကမန်နင်းစီတန်းရောက်လာ၍ညှိနှိုင်းမှုပြုခဲ့တယ်အခုအမှုကလူတတ်မှုဆိုတော့ခွင်းလုံးကျွတ်လို့ဖိုးဆိုတာတော့အတော်လေးခက်ပါတယ် ပြစ်ဒဏ်လျှောပေါ်အောင်မှန်းနေစီဘက်ကအကူညီမဲဆိုရင် ဥတော်မောင်အတွက်တော်တော်လေးတတ်တာသွားလိမ့်မယ်လို့ကျွန်တော်အာမခံပါတယ်။ရှင်းနေဤစီမအဲ့ဒီစကားကိုကြားရတဲ့အခါမှန်းနေစီဟာအလိုလိုနေရင်လဲပင်းနေရှားရန်လာတယ်။အသက်ရှူမဝတယ်လို့ခံစားလာရတယ်။သူမရဲ့မျက်လုံးထဲဝဲဥတော်မောင်ရဲ့အမွေးအမြင်ထူထဲတဲ့လက်ဖြန်နှစ်ချောင်းကိုပဲမြင်ရောက်လာတယ်။အဖြစ်ပြက်စူကြီးကသူမရဲ့စိတ်ထဲပြန်လဲနေရယူလာတယ်။အကယ်၍ဥတော်မောင်ကနေအနှဲငယ်အတွင်ပြန်လွတ်လာခဲ့ပါက သူမအားဒီတိုင်းထားလိမ့်မယ်မဟုတ်တတ်မှာအသေးကြပဲတရားရုံးမှာမှန်နေစီကကျွန်တော်ပြောသလိုထွက်ဆိုချက်ပေးမယ်ဆိုရင်ရှေ့နေကြီးပြောနေတာကိုသူမနားထောင်တယ်တရားခွင်မှာသူမရှောင်လဲရမိကအခင်းဖြစ်ပွားတဲ့ညကဥတိုးမောင်နဲ့ကျမတို့လင်မယားအိပ်ပျော်နေစဉ်တေသူဖိုးမောင်ကအဖိုးတန်ပစ္စည်းများခိုးယူရန်အိမ်မော်တို့တက်လာခဲ့ပါတယ်ကျမရဲ့ယောက်ျားနိုးလာတဲ့အခါတေသူနဲ့အချင်းများခဲ့ကြတယ်နောက်ဆုံး၌တေသူဖိုးမောင်ကဓားကိုထုတ်ယူ၍ကျမရဲ့ခင်မောအားရံပြူပါတယ် နှစ်ယောက်သားလုံထွေးတပ်ပုတ်ကြပါတယ်။ယခုရုံးတော်၌တင်ပြထားတဲ့တပ်သေးကအမတ်ဒါကဖိုးမောင်ရဲ့ဒါဖြစ်ပါတယ်။ကျမရဲ့ခင်မုန်းကမိမိရဲ့အသက်ကိုရန်ရှာလာတဲ့ဖြစ်ပြန်လဲခုခံကျင်းတာဖြစ်ပါတယ်။ဒါဆိုရင်ဥဖိုးမောင်အတွက်အခြေအနေတွေကအများကြီးကောင်းလာနိုင်ပါတယ်ဟုရှင်နေကြီးကပြောခဲ့ပါတယ်။မန်းနေစီကဥထိုးမောင်ပြန်လွတ်လာမှကိုတေမလောက်ကြောက်လန့်နေတယ်။ထိတ်လန့်ခြောက်ခြားနေပါတယ်။ထို့ကြောင့်ရှင်နေကြီးရဲ့ညှိနှိုင်းမှုကိုလက်သက်မခံဘဲညင်းဆိုလိုက်တယ်။ မန်းနီစီကအကြိမ်ပေါင်းများစွာတရားခွင်ကိုသွားရောက်ခဲ့ရတယ်။တရားခွင်မှာဥတော်မောင်ကိုစုံလေတိုင်းသူမရဲ့ရှင်နေတတိတိတ်ကုန်ကြောင်းရွံ့နေခဲ့ရတယ်။ဒါပေမဲ့မန်းနီစီကတရားရုံး၌ဥတော်မောင်ရဲ့လက်ပင်းကိုကြိုးခွင်ဆွနိုင်မဲ့အချက်လက်များကိုသာတတ်သေးထွက်ဆိုခဲ့တယ်။သူမရဲ့တတ်သေးထွက်ဆိုချက်များကထိရောက်ပါတယ်။တရားကံဥတော်မောင်ကသူမအာမီးတောက်နေတဲ့မျက်လုံးများနဲ့ကြည့်ရင်ဒေါသတွေအလေးလိုက်ထွက်နေခဲ့တယ်။ အမှုစင်နေစဉ်ကာလအတွင်းသူမအားဦးတိုးမောင်ကအမျိုးမျိုးချိန်ချောက်ချိန်ဝါနေခဲ့ပါတယ်။နောက်ဆုံးတော့အချိန်ကာလတစ်ခုအတွင်းမှာတရားရုံးကအပိသက်အမိန်ကိုချမှတ်ခဲ့ဒေါသရှိတာမှားတတ်တယ်ဆိုကြတယ်မဟုတ်လားဦးတိုးမောင်တယောက်ခမပြစ်မှုထင်ရှားသဖြင့်ဖိုးမောင်အားတတ်မှုနဲ့ထောင်နဲ့ဆယ်နှစ်ကြာခံရပါတယ်ထိုနေ့ကဦးတိုးမောင်ကမန်းလေးစီအားကြောင်မက်ဖွေရမျက်လုံးများနဲ့စေးစေးကြီးအားချိန်ဝါသွားခဲ့တယ်နေုံကဒီတိုင်းမထောင်မိနေစီ နင်းနဲ့ငါဆင်းရဲရှင်းစရာကြံသေးတယ်ဆိုတာနင်းမြဲမြဲမှတ်ထားလိုက်အေးငါလွတ်လာရင်နင့်ကိုကောင်းကောင်းကြီးလက်စားချေပြမယ်ဆိုတာစောင့်ကြည့်နေလိုက်စမ်းအမှုကိစ္စတွေပြီးသွားတော့မန်းနင်းစီကလက်ရှိရွာမှာဆက်မနေတော့ပါဘူးသူမကတခြားရွာကိုပြောင်းရွှေ့နေထိုင်နေမန်းနင်းစီကသူမရဲ့မိခင်ကိုပါပြောင်းရွှေ့ရနေရသစ်စီတို့တပါးရဲခေါ်သွားခဲ့တယ်အရင်တည်း၌ခြံဝင်းကိုအုပ်ယိုးခမ်းမြေမြေစီလုံးကျောင်းဘရိတ်တာလိပ်စူးကျိုးကိုထည့်သွင်းထားခဲ့တယ်။ပြောင်းရွှေ့နေထိုင်ရအိမ်သစ်ရှိပြတင်းပေါက်များကိုလည်း ထူထဲတဲ့တန်ချောင်းများနဲ့တန်ပန်းတက်စင်ကာရန်ခဲ့တယ်။မှန်ပရင်းပေါက်များကိုတစ်သားပရင်းပေါက်များဖြင့်အစားထိုးလဲလဲခဲ့တယ်။ဥတိုးမောင်ထောင်ထဲမှာရှိနေတာကိုသိပါတော့လဲ။မင်းနေစီကစိတ်မလုံးကြုံနိုင်ရှာ။အတိတ်ကသူမအားအမြဲတစေချောင်းလန့်နေတယ်။တာမိနဲ့ဦးရဲနေရတာကိုစိတ်အားငယ်လာ၍ရွာကန်စိတ်ရင်းကားလင်မယားနှစ်ယောက်ကိုအလုပ်ပေးခေါ်ယူထားတယ်။ကြာတော့လဲရက်ဒီလာရီအလီလီအလာလာကုံဆုံးသွားခဲ့တယ်။ အချိန်ကရင်အဖြစ်ပြက်ဆိုးတို့ကိုကြော်လွန်ပြီးချောင်းနဲ့ကြော်ခုနှစ်နှစ်ထဲသို့ပင်ချင်းနှင်းဝင်ရောက်လာခဲ့တယ်။မန်နေစီတို့သားမိလဲဒီရွာလေးမှာနေသားကြနေပြီဖြစ်တယ်။အချိန်ကအတိတ်ကတန်ရာတန်ချက်တွေကိုပြင်းညင်းစွာမေးဖြောက်ပြစ်နိုင်တဲ့တမားကောက်တူလို့ဆိုရမယ်။မန်နေစီကရခင်အားလောက်တော့ကြောင်းလန့်အားငယ်ခြင်းမရှိတော့ရွာထဲသို့ပင်တယောက်တည်းထွက်တဲ့အခါထွက်တက်နေပြီဖြစ်တယ်။နောက်ပြီးတော့ဒီရွာမှာမန်နေစီတို့သားမိအကြောင်းဘယ်သူမှကောင်းကောင်းမသိကြ။လဲရီယာနေအပေါကန်နေငွေတို့ကြီးတယ် လင်ငါးဤကားလောက်ကိုစရင်ငါးနဲ့စိုက်ပြိုးတယ်။ဒီလောက်သာ သူတို့တီထားကြတယ်။မန်းနင်းစီရဲ့အတိတ်ကိုဘသူမှစိတ်မဝင်စားကြ။မန်းနင်းစီရဲ့ဘဝကတာယာစပြူလေပြီးဖြစ်တယ်။အရွယ်ရှိသေးပြီးလှပတဲ့မန်းနင်းစီကိုရွာကန်ယောက်ျားသားများကစိတ်ဝင်စားကြတယ်။ပူပန်းကြတယ်။မန်းနင်းစီဆိုတာကလည်းလှအောင်ပအောင်နေတတ်တယ်မဟုတ်လား။ပစံအားလည်းရှိ အစင်းအားလည်းလားဆိုတော့လူပြိုရောလူအိုပါမနှင်းစီရွာလည်းလမ်းလျှောက်တဲ့အခါငေးကြငံကြတယ် ရွာထဲတွေရွာတောင်ပိုင်းကအသက်35အရွယ်ကမုတ်ဆိုးကိုကိုတောင်အေးဆိုသူကမန်းနင်းစီအားကျဲ့၍ခိုင်နေတယ်။ကိုတောင်အေးကတကိုယ်တည်းမုတ်ဆိုးဖို့ဖြစ်တယ်။နေရများလဲပိုင်ဆိုင်တယ်။အိမ်ကြီးရခိုင်နဲ့လဲနေနိုင်သူဖြစ်တယ်။စီပွားရေးလဲခိုင်ပါတယ်။ထောင်တောင်မောင်းမောင်းနဲ့လူမျိုးကျော်တယောက်ဖြစ်တယ်။သူမအားကြိုက်နေသူများထဲမှထိုလူကိုရေးတောင်းဆိုသူအားမန်းနင်းစီကပို၍အရေးပေးနေတယ်ဟုဆိုရမယ်။ကိုရီးတောင်းကလည်းမန်းနေစီတို့အိမ်အထိစီးပွားရေးကိုအကြောင်းပြကဝင်ထွက်သွားလာလေးရှိတယ် ခူရီတောင်ကတဦးတည်းသောမန်းနေစီတို့အိမ်ရဲ့ဝင်ထွက်သွားလာခဲ့ရသူဖြစ်တဲ့မန်းနေစီကကိုရီတောင်ကိုပြန်ကြိုက်နေပြီဖြစ်တဲ့တိတ်မကြခင်မှာကိုရီတောင်ဘက်ကဖွင့်ပြောလာပါကဂျင်းနဲ့စွာလက်ခံလိုက်မယ်ဟုဆုံးဖြတ်ထားလိုက်တယ်။ယခုအခါမန်းနေစီကသူမရဲ့ဘဝကိုသူမဂျင်းနဲ့နေမိတော့တယ်။မုံတိုင်းစဲတော့လဲလေပြေးလေညင်းလေးရကပ်ပါလာတတ်တယ်မဟုတ်လား။တနေ့တော့မန်းနေစီရဲ့ဆိုင်ရင်ကားလေမယားကတဖက်ရွာရှိအလူပဲတစ်ခုသို့သွားရန်ခွင့်တောင်းခံလာခဲ့တယ်။ ကျမတို့အကိုကြီးရဲ့ရှင်ပြူနာသားအလူမှုလင်မယားနှစ်ယောက်စလုံးတညာအေးတော့တွားကူရမယ်မမအဲ့ဒါမမစီခွင့်လာပန်းတာပါဒီလိုကိစ္စမျိုးကခွင့်မပေးလို့မကောင်းဘူးမဟုတ်လားအဲ့ဒီတော့မင်းင်းစီကသူတို့လင်မယားကိုမတွားစေချင်ပေမဲ့တွားခွင့်ပြုလိုက်ရတယ်ဘာလို့မတွားစေချင်တာလဲဆိုတော့အကြောင်းရှိတယ်မင်းင်းစီရဲ့စိတ်တွေဒီရပိုင်းလေးလံနေမိတယ်ခုတလောမတ်တဲ့အိမ်မက်များကလည်းမကောင်းသူမအိမ်ထဲကိုပင့်ငူကြီးတကောင်ဝင်လာတယ်ဟုထူးထူးဆန်းဆန်းမြင်မှတ်ထားတယ် ကြီးမားတဲ့ထိုပင်းကူကြီးကအမွေးတူတဲ့လက်များနဲ့သူမရဲ့လယ်ပင်အားဖြင်းညက်ထားတယ်။အသက်ရှူကကြက်လာတာကြောင့်သူမအတင်းယုံကံပြီးနိုးထလာတယ်။ထိုအိမ်မက်ကိုပဲဒီရပိုင်းမကြခဏမြင်မှနေတတ်သည်မှာထူးဆန်းတယ်။ထိုအိမ်မက်မက်ပြီးတိုင်းမှန်နေစီက၆ကြားထိတ်လန့်နေရတယ်။ထိုကြောင့်စည်ရင်းကားနေမယားကိုပြစ်နိုင်ရင်ညအိမ်မသွားစေလို့နေ့လယ်၃နာရီတွင်ကိုရေးတောင်းကသတင်းစာတစ်စာကိုလိုက်ပြီးကိုင်းကောင်းဝင်လာတယ်။မှန်နေစီနဲ့စကားတွေပြောကြတယ်။ ထိုကမင်းစီကအလွန်စိတ်သက်သာရာရဟန်တူနေတယ်။ရီရီပြုံးပြုံးနဲ့ရှိနေတတ်တယ်။ကိုတောင်းရရလာမဲ့တနေငနေနေနေမင်းစီအားပါသလားဟုမေးလာတယ်။မင်းစီကထူ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 အလုံးမရှိတာမို့အားပါတယ်ဟုဖြေလိုက်တယ်။ကိုတောင်းရကအထိပယ်ပါတဲ့ရှုံးဝေနေတဲ့မျက်လုံးများနဲ့မင်းစီအားကြည့်ရင် တနေငနေနေကြရင်ကျွန်တော်မွေးနေပြ35နှစ်ပြည့်မွေးနေပေါ့။နေမကိုက်ပေမဲ့မွေးရက်ကထပ်တူကြတယ်။ကျွန်တော်ကတော့ကြတာပါ။အဲ့ဒီနေ့ညနေ9နာရီလောက်မှာ မင်းင်းစီကိုမြသိန်းနံစီဒီမှာတွေ့ကျင်နေဗျာကျွန်တော်ဘွားအတွက်အရေးကြီးတဲ့စကားပြောချင်တာမို့လာပြအောင်လာခဲ့ပါလို့တောင်းပန်ပါရစေကိုတောင်းရဲ့မျက်လုံးများကိုကြည့်ခြင်းအဖြစ်သူပါပြောမှာကိုမင်းင်းစီတယောက်ကြိုသိနေပါတယ်မင်းင်းစီခေါင်းငိတ်ပြလိုက်တယ်ကိုတောင်းရဲ့တယောက်ဝမ်းသာရွှေမျိုးကပြန်သွားတယ်ကိုတောင်းရဲ့ပြန်တော့ညနေ9:00နာရီထိုးပြီမင်းင်းစီကထုံးစံအတိုင်းခြံတကားကိုအသေးချာတော့ခတ်လိုက်တယ်မိခင်နဲ့အတူညနေစာစားတယ်ပြီးရင်စရင်စရာအချို့ကိုရေးမှတ်တယ် အိယာဝန်ခံကြီးတွေပြုနေကြအတိုင်းပရင်တကားများချက်ထိုးမထိုးအသေးကြလိုက်လန်စစ်စေးတယ်။မင်းစီရဲ့မိခင်ကြီးကတော့အပေါ်တက်ကဖရားကံမှာဖရားရှိခိုးပြီးဆင်းလာပြီဖြစ်တယ်။မင်းစီအမေကလူကြီးဆိုတော့အောက်ထပ်မှာအိတ်တယ်။မင်းစီကသူမရဲ့အခန်းတကားကိုဖွင့်ရင်းသမီးရေအမေကောင်းနေနေကြိုက်နေလို့စောစောအိယာဝန်တော့မယ်နော်။မင်းစီကောင်းကြီးပြလိုက်တယ်။သူမလည်းအပေါ်တက်ရှိသူမရဲ့အခန်းသို့တက်တော်မှာဖြစ်တယ်။သူမအိယာဝန်ခံကြီးတွင် ဇပွဲပေါ်ကသတင်းစာလေးကိုမြင်သွားတယ်။ကိုတောင်းအေးမိကြံနေတာဖြစ်မယ်။မအေးချင်သေးတာမို့အိယာပေါ်ရောက်မှဖတ်အောင်မယ်ဟုတွေးကသတင်းစာကိုအိယာထဲကိုယူသွားတယ်။အိတ်ခန်းထဲရောက်တဲ့အခါတကားကိုအသေးချာလော့ချပိတ်ထားလိုက်တယ်။မင်းစီကတယောက်တည်းအိတ်တက်သူဖြစ်တယ်။သူမရဲ့အခန်းထဲတွင်ချင်းတော်တိုင်လေးတိုင်ပါတဲ့ကျွန်းကလေးကြီးတစ်လုံးရှိတယ်။ချင်းတော်ကိုအမိုးပေါ်ရုပ်တင်သိမ်းထားတယ်။ကလေးတိုင်တစ်ခုတွင်နိုးနှစ်ယောက်ပေါ်ဝါတထဲတန်လန်းလှမ်းထားတယ်။အိယာပေါ်ရောက်တဲ့အခါ လူညိုကျော်ကိုတောင်းဤအကြောင်းကိုတွေးဤအတော်နဲ့အိမ်မက်ပြောဒါနဲ့မနှင်းစီကသတင်းစာကိုယူ၍ဖတ်လိုက်တယ်ညကလွန်မင်းစွာတိတ်ဆိတ်ငြိမ်သက်လွန်နေပါတယ်သတင်းစာကိုလှန်လိုက်တဲ့အတန်ကသူမအတွက်ကျေလွန်နေတယ်ဟင်သူမသတင်းစာမှသတင်းတပုတ်ကိုဖတ်ရှုပြီးထားတိုင်လိုက်မိတယ်သတင်းကနိုင်ငံတော်သမ္မတကြီးရဲ့လူငယ်ချမ်းသာခွင့်သတင်းနိုင်ငံတော်မှာရှိတဲ့အကျဉ်းတော်အသီးသီးကနှစ်ကြီးသမားတွေရှော့ရက်ရကလွန်မြောက်ကြတဲ့သတင်းဖြစ်တယ် အခြားသူအတွက်ဤတရင်ကမင်္ဂလာတရင်ဖြစ်ကောင်းဖြစ်လိမ့်မယ်။သူမအတွက်တော့မန်နင်းစီချက်ချင်းကြီးရှင်ခုံမြန်လာတယ်။ဒါဆိုရင်ကိုတွုံးမောင်လည်းလွံ့မြောက်လာပြီပေါ့။သူမကမန်းကရန်နဲ့တရင်စာရဲ့နေဆွဲကိုလှန်လို့ဖက်လိုက်တယ်။တရင်စာကလွန်ခဲ့တဲ့ရက်တစ်ဖက်ကတရင်စာအဟောင်းတေးကြပြီ။ဦးတွုံးမောင်ကလွန်ခဲ့တဲ့ခုနှစ်ရက်ကပင် ထောင်မလွတ်လာခဲ့ပြီဖြစ်လိမ့်မယ်။ခုနှစ်ရက်ဆိုတဲ့ကာလအပိုင်းခြားကဦးတွုံးမောင်လိုလူတစ်ယောက်အတွက်မန်နင်းစီအားရှာဖွေရန်လုံလောက်တယ်မဟုတ်လား။ ဦးတော်မောင်ထောင်မှလွတ်လာခဲ့တယ်ဆိုရင်သူမဆက်မတွေးရဲတကူလုံးနှစ်ပူးတယ်လို့တုံရင်လာတယ်အတိတ်ကအဖြစ်ဆိုကမနေတနေရလို့သူမလဲတိုင်ကိုလက်နဲ့အသာအရာပုတ်သက်ကြည့်လိုက်တယ်ထီတွေ့မှုကြောင့်စက်သိမ်းပြန်ပြန်ထသွားတယ်သူမအိမ်ရှိလမ်းမပေါ်မှာခွေးအောင်တန်းများမန်ပီတန်းများစုပွက်စွာထွက်ပေါ်လာတယ်မရှိမနှောင်းမင်းခြံထဲကိုတစုံတစ်ခုပြုတ်ကျလာတဲ့အသက်လူစိမ်းတယောက်များအုတ်တတိုင်းကိုခုံကျော်၍ခြံထဲဝင်လာသလားသူပဲစိတ်ထင်နေရလား တန်တရားစိမ့်နဲ့မန်းနှင်းစီကဝုံငနဲ့ကတဲ့မထားကပြည်ရင်တကားကိုတွန်းဖွင့်၍ခြံထဲကိုငုံကြည့်လိုက်တယ်။သူမကြည့်လိုက်စဉ်အရေးတခုကခြံထဲကအပင်ကြီးထံကွယ်ဝက်သွားတဲ့ဟုထင်လိုက်မိတယ်။အထွေးများကမန်းနှင်းစီကိုကြောက်လန့်လာစေတယ်။သူမရဲ့ခြံထဲကိုတစိမ့်တယောက်ရောက်နေတယ်ဟုခံစားလာရတယ်။မကြပါခြေတံတစ်ခုထွက်ပေါ်လာတယ်။ခြေတံကအိမ်အောင်ထက်တမန်သလင်းပေါ်သို့နှင်းလျှောက်သွားတဲ့ခြေတံ။ဖျားဖျားမန်းနှင်းစီထိတ်လန့်ခြောက်ချလာတယ်။ ။သစင်းရအလုံးပိတ်ထားတဲ့တကားများကိုမြည်သို့ကြော်ပြဲ့၍အိမ်ထဲကိုဝင်လာတယ်မသိ။အောက်ထပ်သို့ပင်ရောက်နေပြီဖြစ်တဲ့ထိုအခိုက်အိမ်အပြင်ဘက်မှဆဲဆဲငင်ငင်ဥဟင်လိုက်တဲ့ခွေးဥတန်းကြီးကမတတိစရာထွက်ပေါ်လာတယ်။ခွေးများကသူမရဲ့အိမ်ဘက်ကိုလှဲ့ကာဦးနေကြခြင်းဖြစ်တဲ့မန်နေစီကရင်ရှိရာသို့ပြန်သွားထိုင်လိုက်တယ်။သူမအမှန်တကယ်ကြောင်းရွံ့လွန်း၍ပြတင်းတကားကိုပဲမပိမိခဲ့။ခြေသက်အလုံးကိုတိုးဖွာလွန်းတဲ့ခြေသက် လူစိမ်းကသူ့ရဲ့ဘူဖနက်ကိုလှေကားရင်းမှာချုပ်ထားခဲ့ဟန်တူတယ်။ဖနက်မပါတဲ့အချမ်းမြင့်နဲ့ထီထွေးတဲ့ခြေတံကသူ့မရဲ့နားထဲသို့တိုးရှာသွားတိုးဝင်လာတယ်။ထိုခြေတံကသူ့မရဲ့အခံတကားဝါရင်တိကနေရက်သွားတယ်။ဟင်မိပြတ်သွားပြီ။ရုတ်တရက်ကြီးမိရပြတ်သွားတယ်။သူ့မရဲ့အခံတကားကလက်ကင်ပူကိုလှဲဖွင့်နေတဲ့အတန်ဖြစ်တယ်။ဘာသူလဲ?မေမေလား။မေမေ?အပြင်ဘက်ကအဖြေပေးတယ်မကြားရ။အခံတကားကအဖြေညင်းစွာပွင့်သွားပါတယ်။ အခန်းထဲသို့မသေးမကွဲ လူရိပ်တစ်ခုတရွေ့ရွေ့ဝင်လာတယ်။ထိုသူကအခန်းတကားကိုပြန်ပိတ်လိုက်ဟန်တူတယ်။မီးပြတ်နေတာမို့မိသူမိဘဟုတဲတဲကွဲကွဲမမြင်ရ။ပြတင်းပေါက်ကိုဖွင့်ထားခဲ့တာမို့အပြင်ဘက်ကလာတဲ့ကျယ်လင်းအောင်ဖြော့ဖြော့လေးသာရှိတယ်။အရေးမဲမဲကတဖြည်းဖြည်းနီးကပ်လာပါတယ်။သူမနီးကပ်လာတဲ့ထိုအရေးကိုအသေးချာကြည့်လိုက်တယ်။အမလီဦးတို့မောင် သူမကဦးတို့မောင်ရဲ့နာမည်ကိုကျေလောင်စွာဟိတ်ခေါ်လိုက်တယ်။တကယ်တော့သူမကဦးတို့မောင်ရဲ့မျက်နှာကိုကောင်းစွာမမြင်ရ။ ဒါပေမဲ့သူမရဲ့လေတိုင်းကိုအမီးရဆုပ်ကိုင်းရတိုးကပ်လာတဲ့အမွေးထူထူလက်ကြီးကိုတော့သူမမှတ်မိနေခဲ့တယ်။ဒီလိုအမွေးထူထူလက်ကြီးဆိုတာကတရားမှာတယောက်ရှိလိမ့်မယ်မဟုတ်။သူမရဲ့ခင်မောင်ဟောင်းဦးတိုးမောင်ရဲ့လက်ကြီးသာဖြစ်တယ်။လက်ကြီးနှစ်ဖက်က သူမလေတိုင်းကိုတင်းကျပ်စွာဆုံးညင်လာတယ်။မျက်လုံးတွေပြောင်းဝေလာတယ်။အမြင်အာရုံတွေတပြေးပြေးမေးမိန်ပြောက်ကွဲသွားတယ်။ခန္ဓာကိုယ်ကတဆက်ဆက်တုံနေရမှငြိမ်သက်သွားတယ်။ဖြင်းင်းတကားလေးဆောင်တိုက်လိုက်တာကြောင့်လားမသိဟုံးငနဲ့ပိတ်သွားတယ်။ ပြော့ခွေသွားတဲ့မင်းင်းစီရဲ့ခန္ဓာကိုယ်ကအတက်မဲ့သွားပြီဖြစ်တယ်။အချိန်ကြီးပြင်အပြင်ဘက်မှ ခွေးဦးတန်များနောက်တစ်ကြိမ်ထွက်ပေါ်လာပြန်တယ်။ယခုအခါခွေးဦးတန်ကအိမ်ကြီးနဲ့ဆန့်ကျင်ရာဘက်သို့လဲ့ဦးနေကြခြင်းဖြစ်တယ်။မင်းင်းစီတေဆုံးမှုကိုရဲတပ်ဖွဲ့ကလာရောက်စစ်ဆေးကြတယ်။မင်းင်းစီကကရင်နိုင်နေပဝါအိုကျိုးခွင်အဖြစ်အသုံးချချီနောင်၍လေပြင်းရိုးကျိုးပြီးတေဆုံးနေခြင်းဖြစ်တယ်။အထူးနေသူမင်းင်းစီရဲ့အမေကအပေါ်ထက်ကအစ်မသမီးရဲ့အိတ်ခမ်းထဲကနေ ဦးတိုးမောင်လို့အော်တန်ကြီးကြားရတာနဲ့ကျမအပေါ်တက်ကြည့်တော့အခန်းတကားကိုအတွင်းကလောချထားတယ်ရှင်။အဲ့ဒါတော့အပေါ်နဲ့ဖြွင့်ကြည့်လိုက်တော့သိကြပါရဲ့ရှင်။ကျမသမီးရဲ့ခင်မောင်ဟောင်းကငါလို့ရင်နေ့ကိုအရင်လာတက်မယ်လို့ကြိမ်းဝါတာလူတိုင်းသိကြပါရဲ့။ကျမသမီးကိုတက်တာအဲ့ဒီတိုးမောင်ပဲဖြစ်မှာပါ။ရဲတပ်ဖွဲ့ကမန်နေစီရဲ့အမေပြောတဲ့မြောက်ကိုတက်သေးကထွက်ဆိုချက်အဖြစ်ယူကြတယ်။အဓိကမတင်ငါဖွဲ့ရတရက်ခံမှာဦးတိုးမောင်ဖြစ်နေတယ်။ ရဲကမင်းစီရဲ့ရာဇဝင်ကိုစုံစမ်းပေးမြန်ကြတယ်။ခင်မောအောင်ဥတိုးမောင်မှာထောင်ကျနေတာဟုသိရပြီးဥတိုးမောင်ကယခုကြေညာထားတဲ့နိုင်ငံတော်လူငယ်ချမ်းသာအခွင့်နဲ့ပါမပါအချင်းဦးစီးဌာနကိုဆက်သွယ်မေးမြန်းရပြန်တယ်။အချင်းဦးစီးဌာနကအဖြေရတဲ့အခါသူတို့အားလုံးအံ့ဩကုန်ကြတယ်။သက်ဆိုင်ရာအချင်းဦးစီးဌာနကဥတိုးမောင်ကမင်းစီမသေးခင်တရက်ကပဲထောင်စည်းုံ၌ကွယ်လွန်သွားပြီဖြစ်ကြောင်းလူငယ်ချမ်းသာအခွင့်အမိတ်ကိုခံစားမသွားရကြောင်း အကြောင်းပြန်ကြားလာခြင်းဖြစ်တဲ့ထို့ကြောင့်မန္တလေးစီသေးတဲ့အမှုကိုမိမိကိုယ်ကိုတတ်သေးတဲ့အမှုဖြစ်ရဲဘက်မှခောက်ချက်ချပိတ်သိမ်းလိုက်ကြတယ်။ဒါဆိုရင် မန္တလေးစီကိုဘယ်သူတတ်တာလဲ။မန္တလေးစီဘာကြောင့်တေးရတာလဲ။မန္တလေးစီကိုအခဲမကြေတဲ့ဦးတိုးမောင်ကပဲလူကိုယ်တိုင်မလာတတ်နိုင်၍ဝိညာဉ်ဘဝနဲ့လာတတ်သွားတာလား။ဒါမှမဟုတ် မန္တလေးစီကိုလောကကြီးရာပဲဓာတ်ခတ်အပြစ်ပေးလိုက်တာလား။ဦးတိုးမောင်အပေါ်ရုံမာခဲ့တဲ့သူမရဲ့အပြစ်များက ူမရဲ့စိတ်အစဉ်ကိုအမြဲတစေအားငယ်ချောင်းလန့်နေခဲ့တယ်မဟုတ်လားမန်နင်းစီကဇွဲလန်းတဲ့ဥပဒဏ်ကြောင့်ဥပပင်ဖြစ်စေခဲ့သလားတေချာတာတခုကတော့မန်နင်းစီရဲ့လေပင်ကိုကျိုးတဲ့အထိရစ်ပတ်ထားတဲ့နုနှစ်အောင်ပေါ်ဝါကဥတိုးမောင်ကမင်္ဂလာတတန်းတနည်းပြည့်အဖြစ်မန်နင်းစီကလက်ဆောင်ပေးခဲ့မှုတဲ့ပေါ်ဝါပင်ဖြစ်လေတော့တယ်ပရိသတ်များရှင်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်အစိုးရဒီနာဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်